လောကမှာမကြောက်ဘူးဆိုတဲ့လူတွေဟာအသိဉာဏ်နဲ့မကြောက်တာမဟုတ်ဘူးဥပမာတဆေမကြောက်ဘူးဆိုတဲ့လူကလည်းသူ့ကိုယ်သူယုံကြည်လွန်အားကောင်းပြီးတော့သူ့ရဲ့စွမ်းရည်တတ္တိကိုသူယုံကြည်လွန်အားကြည့်ပြီးတော့အားကောင်းကြီးလာငယ်လာငယ်သူတိုက်ခိုက်မယ်ဆိုတဲ့စိတ်နဲ့မကြောက်တာကြောက်တယ်ဆိုတဲ့စိတ်ကတော့ရှုံးပေးထားတာအဲ့တော့ကြောက်စိတ်ဆိုတာဟာဒီတရားနဲ့တင်ပြောက်တာမဟုတ်ဘူးတချို့ကြတော့ အတ္တမာနလို့ခေါ်တယ်။အက္ကယအဋ္ဌိလွန်ကဲနေလို့ရှိရင်လည်းကြောက်စိတ်မရှိဘူး။အဲ့တော့ဘုန်းကြီးတို့တွေကစိုးရိမ်နေတာဓမ္မကို အမှန်မသိပဲနဲ့ငါလို့ထင်နေလို့စိုးရိမ်တာငါဟာလို့ထင်နေလို့စိုးရိမ်တာအဲ့တော့ငါငါဟာဆိုတဲ့အတွင်းမရှိဘူးဆိုရင်မစိုးရိမ်ဘူးဆိုတာအမှန်တရားတယ်။ကိုယ်မပိုင်တဲ့ပစ္စည်းတစ်ခုဟာပြတ်ချင်တယ်လို့ပြတ်သွားမှမဖြစ်ဘူး။ကိုယ်ပိုင်ပြီဆိုရင်တော့ကဖြစ်ပြီလေ။ ကိုယ်နဲ့ပတ်သက်ရင်ဒေါကဆိုဖြစ်တယ်လေဒေါကမှာပစ္စည်းဥစ္စာတွေဆိုတာပျက်စီးနေတာတွေအများကြီးရှိတယ်သို့တော့ကိုယ်ဟာမဟုတ်ဘူးကိုယ်နဲ့မပတ်သက်ဘူးဆိုရင်ဘယ်သူမှအဲ့ဒီပစ္စည်းအတွက်ဒီဆိုရင်ဒေါကရောက်တယ်လို့ရှိမှမရှိလား